အားလုံးပဲမင်္ဂလာပါ River Air Family မှာကျေးဇူးပါတယ်ရှင်ဒီနေ့မှာတော့အကုန်ချစိတ်သက်သာပြီးအရင်ပဲစားလို့ကောင်းတဲ့အချက်ချက်တော့မှလာဆက်ဟင်းသည်ချက်ပြသွားမှာဖြစ်ပါတယ်ရှင်ပါဝင်ပစ္စည်းလေးတွေကတော့ရေစီးတန့်စင်ထားတဲ့အချက်ချက်တော့25ချက်သာမလာအနှစ်ထမင်းစားစွန်း၃စွန်းခန့်ချက်သွင်ရှူ9မွာချက်တွမိတ်အနှဲငယ်ရုပ်သီးစိမ်းကတော့ကိုအဆက်စားနိုင်တဲ့လောက်ထည့်နိုင်ပါတယ်ဂျင်းအနှဲငယ် ဘဲငံမြာရေးအကျဲနဲ့အချိုနှဲငယ်စီစာနှဲငယ်တကြားလက်ဖက်ရည်စွန်းနှဆုံးခန့်နဲ့နန္ဒမင်းကျိုက်နေတက်ပါကလည်းထဲနိုင်ပါလိမ့်ရှင်။အရင်ဥဆုံးရေးစေးတန်းစင်ထားတဲ့ချက်ချက်တောက်တွေကိုရင်းနှွေးစုစုမှထည့်ပြီးတော့ပြုတ်ရပါမယ်။ပြုတ်တဲ့ထဲကို ပပလီထားတဲ့ဂျင်းပြားလေးတွေနဲ့အစာနှဲငယ်ထည့်ပေးရမှာဖြစ်ပါတယ်။ချစ်ချစ်တော့လေးတွေနိုးလာပြီဆိုရင်တော့အစဲပေးပြီးတော့ရေအေးထဲမှာ 5မိနစ်လောက်စိမ့်ထားပြီးရေစစ်ထားရပါမယ်ခုကျမတို့ဟင်းနဲ့လေးစားချက်ပါမယ်။စီပူလာပြီဆိုရင်နုံနုံစင်ထားတဲ့ကြက်တုံချူလေးတွေကိုစီတက်ပြီး မလာနစ်လေးထည့်မယ်ပြီးရင်တော့ပပလီထားတဲ့ယူဒီစိန်လေးတွေထည့်ပြီးချစ်ချက်ပေးရမှာဖြစ်ပါတယ်တတဲ့အထဲကိုဘဲငံပြရဲ့အကျဲနဲ့အချူနှဲငယ်စီထည့်မယ်ပြီးတော့တကြားလေးအနှဲငယ်ထည့်ပြီးမွေးပေးရမှာဖြစ်ပါတယ် ီးရင်တော့အစင်သင့်ပြင်ထားတဲ့အချက်ချောက်တွေထည့်ပြီးတော့ကြော်ပေးရမှာဖြစ်ပါတယ်။အနစ်တွေနဲ့ချက်ချောက်တွေတမသွားပြီဆိုရင်တော့ five spices powder ၅မျိုးဆက်သရုပ်မစလာလေးနည်းနည်းထည့်မယ်နော်။မရှိရင်လည်းမထည့်လို့ရပါတယ်။ခဏကအချစ်ချစ်တော့ပြုတ်ထားတဲ့ပြုတ်ရည်လေးကိုလိုသလောက်ထည့်ပေးမယ်။ အိုးဖုံးလေးအုပ်ပြီးတော့ချက်ချက်တောက်လေးတွေနူးဤပြီးတော့ရေခမ်းတဲ့အထိတဲပေးရမှာဖြစ်ပါတယ်နောက်ဆုံးမှာတော့နုံနုံစင်ထားတဲ့ချစ်တမိတ်လေးတွေယူပေးပြီးတော့နာနာပင်သိအုပ်ပြီးတော့အလှဆင်လိုက်ရင်အနံ့အယားမွေးပြီးသမင်းနဲ့နေစားရင်အယံကိုအရသာရှိရချစ်ချစ်တော့မှာကဆက်ဟင်းလေးရရှိသွားပါပြီကြီးစုပေးလို့ကျေးဇူးတင်ပါတယ် ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ပါအောင်နော်